ရန်ကုန်ဘုတ်ပလာဇာမှာတော့ဒါစောင်းဆိုင်နေရှင်းနှစ်ပြည့်အထိမ်းမန်းနေနဲ့စောင်းတွေလျှော့ဈေးလေးရှိတာကြောင့်မလို့ရန်ကုန်ဘုတ်ပလာဇာကိုရောက်လာခဲ့ပါတယ်။ရန်ကုန်ဘုတ်ပလာဇာကိုလာလို့ရှိရင်တော့ကျွန်တော်တို့28လမ်းမကနေလာတာပို့ပြီးတော့အဆင်ပြေတယ်ဗျ။အဲကျွန်တော်တို့လမ်းမတော်လမ်းမျက်နှာစာဘက်ကလာရင်တန်စီကနေတက်လာလို့ရှိရင်တော့ဒါလေကားတက်တော့လူကြီးတွေတော်တော်နည်းနည်းမောဟိုက်စီတော့ဗောနော်။အဲကျွန်တော်တို့လူကြီးတွေကတော့28လမ်းနေပြီးမှဝင်ပြီးတော့အဲ တယ်လီကနဲ့ပဲလူကြီးပြီပြီတက်လာခဲ့တာပါဗျာဒါတော့ Ryan Express ရဲ့ဝန်ဆောင်မှုလုပ်ငန်းလေးပေါ့ဟာဒါတစ်ချိန်တော့လူသားစာဥလာပါရဲ့အကြောင်းရေးထားတဲ့စာအုပ်လေးပေါ့နော်အဲသူ့ရဲ့ပုံမှာတော့ကျွန်တော်တို့တစ်ခေတ်တစ်ခါကဖြော်ပြလုပ်ငန်းတစ်ခုအနေနဲ့အခိုင်အမာအမြင့်ဆုံးအနေထားမှာရှိခဲ့ဘူးတဲ့ဒါအိတ်ခွေလေးပေါ့ဗျာကက်ဆက်တိတ်ခွေလေးဒါတော့ကျွန်တော်တို့ရဲ့ ကလေးဘဝအချစ်ဦးလေးရွှေသေးဒီလိုနဲ့မဲ့စာအုပ်ပင်လေးတွေကိုကျွန်တော်တို့ရောက်ရှိသွားပါမယ်စာအုပ်တွေခင်းချင်းပြတာနားလားဆိုရင်မဲ့စာအုပ်တွေအကုန်လုံးကတော့ဒါတို့အစ်စ်ထုတ်ဝင်ထားတဲ့စာအုပ်တွေပဲများပါတယ်အဟောင်းဆိုင်ကတော့ဟိုဘက်တောင်းမှာတော့ရှိတယ်အာစာပေတိုက်တွေမတူတလို့ ကျွန်တော် short ထားတဲ့ဈေးနှုန်းတွေကလည်းမတူပါဘူးစိတ်ကူးချူချူဆိုရင်15ရာခိုင်နှုန်းချိုးဆောက်တိုက်တဲ့20ရာခိုင်နှုန်းအမြင့်ဆုံးဒီအဲရုပ်ပြတော့ရာကျောင်းငယ်ဘွားရဲ့အချစ်ဦးလိုပဲပြောရမှာပေါ့နော်ရုပ်ပြနဲ့ကတ်တုန်းဆိုတာတော့ရုပ်ပြတွေကိုလည်းစုံစုံလင်းလင်းနဲ့အလွမ်းဖြည့်ကြည့်နိုင်ပါလေဗျာ ဘာရပြန်ကျတဲ့လူတွေတွေ့လဲဘာရပြန်စာအုပ်တွေကိုတနည်းအားဖြင့်မှဆုံးဆုံးလင်းလင်းတွေ့ရှိနိုင်တယ်ပေါ့ဗျာစာအုပ်တွေရောအရင်ဆုံးတယ် မမြင်ဘူးမတွေ့ဘူးတဲ့စာအုပ်တွေကိုတနေရာထဲမှာတွေ့ရဆိုလို့ပါဗျာကိုလည်းစာပင်နဲ့တော်တော်ကြီးကိုအလန့်ဝေးနေတာဆိုတော့ကိုမမြင်ဘူးမတွေ့ဘူးတဲ့စာရေးဆရာတွေစာအုပ်နံပါတ်တွေဒါကြတော့ရည်စားဦးလို့ပြောရမလားနော်ချိတ်ခွေပါရာတို့အက်စတိုလို့ဆိုတာတော့လင်းမောမောရဲ့တကယ်ကိုကောင်းတယ်လက်ရမောလို့ပါဗျာအကလေးတွေတော့လည်းဒါဟော်ရိုလေးတွေ ါကတော့အလွန်ချစ်တဲ့ Elon Musk ပေါ့ဗျာအဲ့လို Elon Musk ဆိုစာအုပ်တည်ပြင်ချာစိတ်ဝင်စားစရာစာအုပ်တည်အများကြီးပါပဲဗျာဒီလိုဈေးပွဲတော်မျိုးမလာရတာကောင်းတာတခုကစာအုပ်ဆိုင်တွေမှာစာအုပ်တွေတိတ်ရှာထားစရာမလိုဘဲနဲ့သူတို့ကဒီသူတို့တော့ hot ဖြစ်မဲ့စာအုပ်တွေအထင်ရှားအောင်တင်ထားလို့သူတို့အဆင်ပြေ ချန်နယ်ကျော်ချစ်ပြည့်တက်တွေအတွက်လည်းချန်နယ်ကျော်တနေရာထဲမှာတစုတစည်းနဲ့အဝါကြည့်နိုင်တာပေါ့ဗျာကျွန်တော်ကတော့မင်းလူပြည့်တက်ဗျာဆရာဦးဆန်းလွင်ဆရာဦးဆန်းလွင်ဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပဲဒါအစ္စလမ်ဘာသာနဲ့ဘုရားဘာသာပြောင်းလာတဲ့နာမည်ကြီးဆိုင်ဆရာပေါ့ဗျာအဲကျွန်တော်ဂျေမီကိုတော့တွေ့ခဲ့ပြီးတော့ ကြားပေါက်ကြီးတဲ့စာအုပ်တွေကိုကျွန်တော်မျက်စိရှမ်းလာတာမသိဘူးဒါကျွန်တော်မတွေ့ခင်မိခဲ့တယ်ဂျိမီရဲ့စာအုပ်တော့မဖက်ဘူးလေတော့စမ်းတော့မြည်းစမ်းကြည့်ဝင်တယ်တငယ်ဘဝစာအုပ်ဆိုင်မှာမွေနောက်ရှာဖွေခဲ့ရတဲ့ဝတ္ထုမျိုးစုံနဲ့စာအုပ်ပေါင်းစုံဒါအဟောင်းတန်းလေးဗျာ